အားလုံးမင်းမင်လာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့တရေရွာကိုရောက်သွားတဲ့လူငယ်နှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်အကြောင်းလေးမစတင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြစ်တရရခင်ကြပါတယ်ဟုတ်ကဲ့အကြောင်းလေးကိုစတင်လိုက်အောင်စောတူတူနဲ့လူရှိတို့နှစ်ယောက်ကရန်ကုန်ကနေပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ရွာလေးတစ်ခုစီကိုခရီးထွက်လာခဲ့ကြပါတယ် သူတို့ရဲ့ရွေချက်ကတော့တငယ်ချင်းဖြစ်သူမန်နန်းကိုတက္ကသိုလ်ပြန်တက်ဖို့လိုက်ခေါ်ရန်ဖြစ်ပါတယ်။စာမီးဘွဲကလည်းနှီးနေပြီလေ။လူငယ်နှစ်ယောက်ကမန်နန်းပေးခဲ့တဲ့လိပ်စာအတိုင်းလိုက်လာခဲ့ရကနေနောက်ဆုံးမှာတော့မန်နန်းရဲ့ရွာစီကို ရောက်ရှိလာပါတော့တယ်။ဒါပေမဲ့မန်နန်းကတော့ကြောင်းပြတ်မတက်တော့ဘူးဆိုပြီးတော့ငင်းဆူလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမကကွယ်လွန်သွားတဲ့သူ့အဖွားထံကနေပြီးတော့ကောင်းကင်နဲ့အမွေကိုဆက်ခံရမယ်ဆိုပြီးတော့အကြောင်းပြလာပါ။ဘာဖြစ်လို့လဲ မနန်ဘာလို့ငါ့ကိုနဲ့ပြန်မလိုက်တာလဲအေးမင်းတို့ပြန်ကြတော့ဒီကိုနောက်ထပ်လည်းပြန်မလာကြနဲ့မင်းတို့သိဖို့မလိုဘူးအခုအရေးကြီးတာကမင်းတို့နေမဝင်ခင်ဒီရွာကနေအမြန်ဆုံးထွက်သွားဖို့ပဲလိုတယ်မနန်ရဲ့အေးဆက်နေတဲ့အမူအရာနဲ့တငယ်ချင်းများကိုဂယုမဆိုင်တဲ့ပုံကြောင့်လူငယ်နှစ်ယောက်ကလည်းကြောင်တောင်တောင်ဖြစ်သွားပါတော့တယ်သူမကအိမ်ထဲကိုအမြန်ဝင်သွားတဲ့ခါမှာသူတို့လည်းမနန်းရဲ့အိမ်ကနေထွက်ခွာလာခဲ့ရပါတယ် ရွာပြင်ကိုထွက်ပြီးတော့ခရီးတဲ့တင်ကဆောင်းရဲလမ်းလျှောက်လာတဲ့အချိန်မှာပဲရုတ်တရက်ရေရနာလို့အမည်ရှိတဲ့မိန်းကလေးတယောက်ကပေါ်လာပြီးတော့သူတို့ကိုသူမရဲ့အိမ်မှာညာအိတ်တဲခုကိုဖိတ်ခေါ်ပါတော့တယ်။အကြောင်းကတော့ညာကမှောင်စားပြုနေပြီဖြစ်ပြီးတော့ကားကလည်းမရှိတော့တာကြောင့်ဖြစ်ပါတယ်။လူငယ်တယောက်ကရွာသူမိန်းကလေးတယောက်ကဒဇင်းယောက်ျားလေးများကိုအိမ်မှာတဲခုရန်ဖိတ်ကြားတဲ့အတွက်ထူးဆန်းစွာခံစားရပြီးတော့တုံဆိုင်နေကြပါတယ်။ဒါပေမဲ့သူမကအိမ်မှာအဖေဖြစ်သူနဲ့အတူတူနေထိုင်ကြောင်းပြောတဲ့အခါမှာတော့ သူတို့ကလက်ခံလိုက်ကြပါတော့တယ်။အကယ်၍ကားမရှိပါကသူတို့လည်းတဲခိုစရာနေရာရှိမှမဟုတ်တော့ဘူးလေ။ရေနနာရဲ့အဖေဦးမြကသူတို့ကို ကောင်းမွန်စွာကြိုဆိုဧည့်ခံပါတယ်။ရင်းနှီးဖော်ရွေးတဲ့အမှုရာကြောင့်သူတို့လည်းစိတ်အေးသွားပြီးတော့စိုးရိမ်ပူပန်မှုများလျော့ပါသွားကြရပါတယ်။မောင်ရင်တို့ဘယ်ကလာကြတာလဲ။အဲကျွန်တော်တို့ကရန်ကုန်ကပါဗျ။မန္တန်းကိုကြောင်းပြန်တက်ဖို့လာခေါ်တာပါ။ဩဦးလေးတိတာပေါ့မန်းနန်းဆိုတာရွာတောင်ပိုင်းကအိမ်ကမလားဟုတ်ကဲ့ပါခင်ဗျာ အေးမနန်းကတော့အကြောင်းဆက်မတက်နိုင်တော့ဘူးဘာလို့လဲဆိုတော့သူ့အဖေါ်စီကကောင်းကင်နဲ့ကိုဆက်ခံရမှာမို့လို့လေဦးလေးရဲ့သမီးယရနာလဲသူ့အမေဆုံးသွားတော့အမွေဆက်ခံရတာပဲဩဒီရောမှာမင်းကလေးတွေကကောင်းကင်နဲ့အမွေဆက်ခံရတာများသားပဲနော်အေးဟုတ်တယ်ဒီရွာကကောင်းကင်နဲ့ရွာပဲလေဒီနားတဝိုက်ကလူတွေကတော့ကောင်းကောင်းသိကြတယ်ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကကောင်းကင်နဲ့ကိုနတ်ဖျားလို့ကိုးကွယ်ကြတာကိုဖျားတာနာတာတွေကိုကုသပေးနိုင်တယ်လေ အဲအဲ့ဒါဆိုရင်ကျွန်တော်ခေါင်းကြိုက်တာခါနာတာတွေကိုလည်းကုသပေးနိုင်မှာပေါ့နော်ကျွန်တော်ကဆရာဝန်နဲ့ပြနေတာနှစ်တကြာနေပြီလုံးဝအရှင်းမပြောက်လို့အေးကုလို့တော့ရမှာပါရေရနာကိုမေးကြည့်လိုက်လေစောတူတူကရေရနာကိုမြင်မြင်ချင်းသဘောကျသွားပါတယ်ဒါပေမဲ့လေသူကအမူအရာနဲ့မပြလို့တဲ့အတွက်ကြောင့်သူ့ရဲ့နာမကျန်းဖြစ်မှုကိုအကြောင်းပြပြီးတော့ရေရနာနဲ့စကားပြောရန်စူးစမ်းလိုက်ပါတယ်သူမကမနှက်ဖြန်အလင်းမလို့ဆိုရင်တော့ကောင်းကင်နဲ့ကိုပင့်ဖိတ်ပြီးတော့ကုသပေးမယ်ဆိုပြီးပြောလိုက်ပါတယ် တိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးစိတ်နေတဲ့ညအလယ်မှာလူငယ်နှစ်ယောက်ကတော့အိမ်မောကြသွားပါပြီ။သူတို့ပြန်နိုးလာတဲ့ချိန်မှာဝါပလူမှုန့်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်။မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေရနာရဲ့အဖေကဝါပလူကိုမှုန့်နေပြီးတော့ရေရနာကသူတို့အိတ်တဲ့ပက်လယ်မှာလှည့်ပတ်ပြီးတော့ကခုန်နေတာကိုတွေ့လိုက်ရပါတော့တယ်။လူငယ်နှစ်ယောက်ကအလွန်အားတင်သွားပြီးတော့ဘာတွေဖြစ်နေမှမသိကြတော့ပါဘူး။အဲ့ဒီချိန်မှာရေရနာကသူတို့နားကိုတိုးကပ်လာပြီးတော့တခုခုမှုန့်ထုတ်တော့မဲ့ဟန်ပြင်လိုက်ပါတယ်။ အဲ့ဒီခါမှာပဲယရဏရဲ့မျက်နှာကအလွန်ရုပ်ဆိုးပြီးတော့ကြောင်မက်ဖွေရကောင်းတဲ့အဖွားကြီးအိုရဲ့မျက်နှာဖြစ်ပြောင်းလဲသွားတာကိုထင်ထင်ရှားရှားမြင်လိုက်ရပါတယ်။လူငယ်နှစ်ယောက်ကတရေချောက်ခံနေရပြီဆိုတာကိုသိပြီးတော့အလွန်အမင်းထိတ်လန့်သွားကြပါတော့တယ်။သူတို့ကချက်ချင်းထပြီးတော့ယရဏရဲ့အိမ်ကနေအလျင်မြန်ထွက်ပြေးခဲ့ပါတော့တယ်။ဒါပေမဲ့အိမ်ချန်စီရိုးကိုကြော်လိုက်တာနဲ့မနန်းကရက်ပြီးစောင့်နေတာကိုတွေ့လိုက်ရတယ်လေ။ငါပြောသားပဲနေမဝင်ငယ်ပြန်ရပါဆိုမင်းတို့ကဒီအိမ်မှာဘလို့လုပ်ပြီးလားအိမ်နေရလဲ။ဟို ဟိုမှောင်နေပြီလေငါတို့လည်းယရနာအိမ်မှာပဲဝင်တက်လိုက်တာဒါပေမဲ့ခုနကတော့တရေချောက်ခံလိုက်ရတယ်ယရနာယရနာကတရေဆိုတဲ့စကားကိုတောင်စိုးအောင်မပြောလိုက်ရသေးခင်ပါပဲအဖေနဲ့တမီးနှစ်ယောက်ကနောက်ကလိုက်လာကြပါတယ်မနန်းကိုမြင်တဲ့အခါမှာတော့သူတို့တုံငနေရက်သွားပါတော့တယ်ဦးလေးမြဦးလေးကဘာလို့ဖို့ကြံနေရလဲဦးလေးသမီးကိုကျမတငယ်ချင်းတွေအိမ်လာတဲဖို့ဘာလို့ခေါ်ခိုင်းလိုက်ရတာလဲအခုယရနာမာသမီးကတေတော့မယ်အစာမစားရရင်သူတေးလိမ့်မယ် ငါသမီးရဲ့တက်ရှင်ဖို့ပဲငါလိုချင်တာအဲ့တော့ဦးလေးဆိုလိုချင်တာကဦးလေးကကျမတို့ကိုရတနာရဲ့အစာဖြစ်စေချင်တာပေါ့ဟုတ်လားဒါဆိုရင်ရတနာကကောင်းကင်နဲ့ရဲ့အဆောင်တည်းရဲ့ပေါ့အဲ့ဒီချိန်မှာပဲရတနာကစာလောင်မှုကိုမခံနိုင်တော့ဘဲနဲ့စောတို့တို့ကိုဖမ်းရန်အချိန်နဲ့ပြေးဝင်လာပါတော့တယ်ဒါပေမဲ့မန္တန်ကသူမအဖွားဆရာတစ်ပါးစီကရလာခဲ့တဲ့ပရိတ်သေးကိုထုတ်လိုက်ပြီးတော့ရတနာစီကိုပတ်လိုက်ပါတော့တယ်ရတနာကနားကျင်စွာအော်ခစ်ပြီးတော့တကူလုံးပူလောင်နားကျင်သွားပါတော့တယ် ဦးများကတမီးအတွက်ဒေါသထွက်သွားပြီးတော့ဂါထာရွတ်ပြီးတော့မန်နန်းနောက်တစ်ချိန်ပတ်လိုက်တယ်ပရိတ်သေးစီကိုမှုတ်ထုတ်လိုက်ပါတော့တယ်ပရိတ်သေးကမိဘွားတွေဖြစ်ပြန်ကျဲသွားပြီးတော့မန်နန်းရဲ့ခန္ဓာကိုယ်ကိုပြန်ထိမှန်ပြီးတကိုယ်လုံးပူလောင်သွားပါတော့တယ်အဲ့ဒီနောက်မှာဦးများကလည်းတရေကြီးသွင်ကိုပြောင်းသွားပါတော့တယ်လူငယ်နှစ်ယောက်ကတော့ချီနီမဟန်တာကိုမြင်တော့ထွက်ပြေးခြင်းပေမဲ့တငယ်ချင်းတယောက်တည်းဒုက္ခခံနေရတာကိုသနာမိပါတယ်သူတို့ကလည်းမန်နန်းရဲ့အိတ်ထဲကပရိတ်သေးတွေကိုယူပြီးတော့ တရေကြီးဦးမြရဲ့ကိုဘော်ကိုအဆက်မပြတ်ပတ်ကျေးလိုက်ပါတော့တယ်။ဦးမြကလည်းချက်ချင်းရက်သွားပါတယ်။ရေရနာကဝင်းကူပေမဲ့ပိတ်ိတ်သေးနဲ့ပတ်ခံလိုက်ရလို့ဒဏ်ရာရသွားပါတော့တယ်။ဒါပေမဲ့သူတို့ကအံ့ဩစရာကောင်းလောက်အောင်ပဲဒဏ်ရာတွေကပြန်ပြောက်သွားပါတော့တယ်။တရေတာဖာနှစ်ယောက်ကအရှုံးမပေးသေးပါဘူး။သူတို့စီကိုခုံအုပ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့မနန်းကကြားကနေဝင်ပြီးတော့ကာစီးလိုက်ပြီးတော့ကောင်းကင်နဲ့ရအကာအကွယ်စီးတစ်ခုကိုခြားထားလိုက်ပါတယ်။ သူမကတငယ်ချင်းနှစ်ယောက်ကိုသူမကိုထားခဲ့ပြီးတော့ဒီရွာကနေအမြန်ဆုံးထွက်ပြေးဖို့ပြောလိုက်ပါတယ်။လူငယ်နှစ်ယောက်ကလည်းချက်ချင်းပဲထွက်ပြေးသွားကြရပါတော့တယ်။သူတို့ကဘာမှမမြင်ရပဲအသက်လူပြီးတော့ပြေးရင်နဲ့ရွာဝင်ဝါစီကိုရောက်လာခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာခရီးတဲ့တင်ကားတစ်စီးဖြတ်သွားတာတွေ့တော့အလောတကြီးပြေးတက်လိုက်ကြပါတယ်။ကားပေါ်မှာသူတို့ကအယမ်းပင်ပန်းနေကြလို့ခဏအိပ်ပျော်သွားပါတယ်။ပြန်နိုးလာတော့ကားသမားကခရီးဆုံးကိုရောက်ပြီးစင်းတော့ဆိုပြီးတော့ပြောလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါပေမဲ့သူတို့ရောက်တဲ့ခရီးဆုံးက မြို့တွေကကာကင်မဟုတ်ပဲနေအရင်ကကောင်းကင်နဲ့ရွာအဝင်ဝါပဲဖြစ်နေပါတော့တယ်သူတို့အချင်းချင်းအံ့ဩစွာကြည့်လိုက်ပြီးတော့ကားသမားကိုလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိတော့ပါဘူးကားကလူမပါပဲနဲ့အလိုလိုရွေရှားထွက်ခွာသွားတာကိုအံ့ဩစွာတွေ့လိုက်ရပါတော့တယ်ဘာတွေလဲကွာလူရှိမတို့ဘာလို့ဒီကိုပြန်ရောက်လာတာလဲအေးငါလည်းမသိတော့ဘူးသူတို့နှစ်ယောက်စိတ်ရှုပ်ထွေးပြီးတော့ကြောက်လန့်နေကြပါတယ်ရွာဝင်ဝါကနေပြီးတော့မန်းနန်းကိုထွက်လာပြီးတော့ကုညီဖို့အိမ်ပြန်နိုင်ဖို့អော်ခေါ်ကြပါတော့တယ် မန်နန်းကတငယ်ချင်းတွေရဲ့အတန်ကိုကြားမိမဲ့သူမကထွက်လာလို့မရပါဘူး။ဘာလို့လဲဆိုတော့အခုကြတော့သူမကိုယ်တိုင်ကလည်းကောင်းကင်နဲ့အဆောင်တရေရဲ့ဝိညာဉ်လွှမ်းမိုးနေပါပြီ။တငယ်ချင်းတွေကိုတွေ့ရင်သူတို့ကိုအစာဒါမှမဟုတ်ရန်သူလို့မြင်သွားနိုင်ပြီးတော့အန်ဒီရဲ့ပေးမိမှာကိုစိုးရိမ်နေလို့ပါ။သူမသူတငယ်ချင်းတွေကိုမပြောပြခဲ့တဲ့လှုပ်ဝှက်ချက်ကတော့ကောင်းကင်နဲ့အဆောင်တရေရွာကအရင်ကကောင်းကင်နဲ့ရွာလို့ပဲခေါ်ကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီရွာကမိန်းကလေးတွေကကောင်းကင်နဲ့ရဲ့အမှုဆက်ခံတာအများဆုံးဖြစ်လို့ပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာ ကောင်းကင်နဲ့အဆောင်တရေဖြစ်သွားရတဲ့အကြောင်းရင်းကတော့မူလကလေးကတရေဖြစ်နေတဲ့ဦးမားကသူ့တမီးရတနာကောင်းကင်နဲ့အဆောင်တရေဖြစ်သွားလို့ဒေါသထွက်ခဲ့ပါတယ်အကြောင်းကတော့ရွာသားတချို့ကမနာလို့လို့အာတုဘကကြံခဲ့တဲ့အစားအစာတွေကိုလာကျွေးခဲ့တာကြောင့်ပါဘသူလက်ချက်လဲဆိုတာမသိတဲ့ဦးမားကတရွာလုံးကိုလက်စားချိန်ကိုဆုံးဖြတ်ခဲ့ပါတယ်သူကအာတုဘကကြံတဲ့အစားအစာတွေကိုကောင်းကင်နဲ့အမွေဆက်ခံပေမင်းလေးတိုင်းကိုတိတ်တဆိတ်ကျွေးခဲ့ပါတော့တယ်အာတုဘကကြံတဲ့အစားအစာတွေကိုစားတာက ကောင်းကင်နဲ့ရဲ့စီကန်းကိုချိုးဖောက်တာဖြစ်ပြီးတော့ကောင်းကင်နဲ့ဆက်ခံသူတွေကိုကောင်းကင်နဲ့ရဲ့အဆောင်တရေဖြစ်သွားစေပါလေ။ဒါကြောင့်မန္တန်အပါဝင်ဘိုးဘွားတွေစီကနေပြီးတော့ကောင်းကင်နဲ့အမွေဆက်ခံတဲ့ရွာတွေကမိန်းကလေးများပြားကတယောက်ပြီးတယောက်ကောင်းကင်နဲ့ရဲ့အဆောင်တရေတွေဖြစ်ကုန်ပါတော့တယ်။ကောင်းကင်နဲ့အမွေမဆက်ခံထားတဲ့ရွာကအမိသားစုတွေကတော့ဒီအဖြစ်ကိုကြောက်လန့်ပြီးတော့ရွာကနေပြောင်းရွှေ့ထွက်ပြေးသွားကြပါတော့တယ်။ဒါကြောင့်ဒီရွာမှာကကောင်းကင်နဲ့ရဲ့အဆောင်တရေတွေပဲကြံခဲ့ပြီးတော့အဲ့ဒီချိန်ကစပြီးတော့အာနာဇက်တွေနဲ့ပိတ်ထားတဲ့ရွာတွေရွာဖြစ်သွားပါတော့တယ်။ ဘသူကမှဖျားနာတာကိုကုသဖို့ဒီရွာကိုမလာရတော့ပါဘူးတကယ်လို့တစုံတယောက်ကဒီရွာထဲကိုရောက်လာပြီးတော့အဲ့ဒီနေနေမဝင်ခင်ရွာထဲကပြန်မထွက်နိုင်ခင်အဲ့ဒီရွာကနေဘယ်တော့မှပြန်ထွက်နိုင်မှာမဟုတ်တော့တဲ့အထိအာနာဇက်ရဲ့ပိတ်လောင်ခြင်းကိုခံရပါလိမ့်မယ်ဒါကြောင့်စောရူလိုနဲ့လူရှိတို့ကဒီရွာမှာပိတ်မိနေကြပြီးတော့တီလာဆင်ကျေတယ်ယဟန်တော်တဘာဘာဒါမှမဟုတ်သူတော်စင်တဘာဘာဖြတ်တန်းလာပြီးတော့လမ်းဖွင့်ပြီးတော့မှသာသူတို့ဒီနေရာကထွက်နိုင်ကြမှာဖြစ်ပါလိမ့်သူတို့ဘလောက်ကြကြဆောင်းရအောင်မယ်ဆိုတာတော့မသိနိုင်ပါဘူး ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်တဲ့ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စီစဉ်တဲ့ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တဲ့ရက်ခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်